အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အတွက်သတင်းစာဆရာကြီးဟန်တာဝရီဦးဝင်းတင်ရဲ့ဗာလဲဟဲ့လူငယ်ရဲ့ဆိုတဲ့စာအုပ်ရဲ့အပိုင်းခုနှစ်ကိုဖတ်ရှုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါဦးခင်ဗျာလွတ်ရကျွတ်ရဝေးရအေးရ1950ကျော်ကစာရေးဆရာကြီးသတင်းစာဆရာကြီးဆွေးဦးတောင်းတန်တိုင်နောက်ရောက်သွားတယ်အကျဉ်ထောင်အကျဉ်ခံထဲဝင်ခဲ့ရတယ်ဆရာကြီးဆွေးဦးတောင်းရဲ့စာအုပ်တွေကဒီနေ့အထိလူဖတ်များတော့ လူကြိုက်များတုံးရောင်းကောင်းတုံးဖြစ်ပါတယ်။ဆရာကြီးရဲ့ခိုင်မာတဲ့အရေးအသားခန့်ညားတဲ့အသုံးအနှုန်းချောမွေ့တဲ့အဖွဲအနှဲ့တွေဟာစာဖတ်သူတွေကို အလွန်နှက်ဆိုင်စွာဩဇာညောင်းဆဲဖြစ်ပါတယ်။ကျွန်တော်တက္ကသိုလ်ကျောင်းသားဘွားကလေးကစာပေအမြင်တူတဲ့ကိုဝင်းမောင်ခေါ်မင်းယူဝေတို့ညာတန်းတင်းတို့နဲ့အတူဆရာကြီးရွှေဦးတောင်းရဲ့ရေးဖွဲဟန်တွေရောအကြောင်းအရာတွေကိုပါအသေးစွဲကြိုက်ခဲ့ကြပါတယ်။ဆရာကြီးရဲ့ဘွားနေဝင်ချိန်မှာလဲအနီးကပ်စီးကပ်ရသူဖြစ်လို့ ကျွန်တော်ဟာဆရာကြီးကိုစာပေတန်ရောစင်သာမကပုဂ္ဂိုလ်ရေးတန်ရောစင်လဲကြီးမားခဲ့ပါတယ်။ဆရာကြီးရွှေဥတော်ရဲ့စာတွေအကြောင်းပြန်တွေးရင်းဆရာကြီးထောင်ကျနေစဉ်ကရေးဖွဲ့ခဲ့တဲ့စာကြောင်းလေးကိုပြန်အောင်မိမိတယ်။တနေ့မှနေတာနေတယ်ဆရာကြီးအခန်းရှိမှနေကြီးတဝင်းဝင်းထိုးဆင်းဖြာကျနေတယ်။ဆရာကြီးစိတ်ကူးလေးတစ်ခုပေါ်မိတယ်တဲ့။ငါထောင်ကျနေတယ်။ဒါလွတ်လပ်မှုမှ မရှိတော့ပါကလား။ငါလွတ်လွတ်လပ်လပ်ဒီအခန်းချင်းတွေက ဝင်ထွက်သွားလာလှုပ်ရှားခွင့်ဘာမှမရှိတော့ပါကလား။ ဒီလိုမျိုးဆုံးရှုံးမှုအတွက်စိတ်မကောင်းလိုက်တာနှမျောလိုက်တာငါ့ကိုငါတနာမိတယ်အင်းလေရှိစီတော့ရှိစီတော့ငါခန္ဓာကိုယ်ကြီးတစ်ခုလုံးမလွတ်မလပ်အနောင်အဖွဲ့ကျနေရင်လည်းရှိစီတော့ငါရဲ့စိတ်တွေလွတ်လွတ်လပ်လပ်လွင်ပြန့်လှုပ်ရှားနေနိုင်တယ်လို့ငါခန္ဓာကိုယ်ကြီးရဲ့အစိတ်အပိုင်းတစ်ခုတည်းလေလဲလွတ်လပ်စေခြင်းပါရဲ့လွတ်လပ်တဲ့ဝန်းကျင်လောကထဲမှာရှိတည်နေစေခြင်းပါရဲ့ဆရာကြီးဟာဒီလိုခံစားတွေးထင်ချက်နဲ့လွတ်လပ်ရေလှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်ပါတယ် ဲ့ဒီလှုပ်ရှားမှုကတော့ကျမ်းမြင့်ပေါ်မှာထိုင်ချလိုက်ပြီးသူ့ရဲ့ခြေအစုံကိုတန်တန်ကြားကအပြင်ကိုထုတ်ထားလိုက်တာပါပဲငါကိုယ်တိုင်မလွတ်လပ်သေးရင်လဲငါခြေတောက်ကလေးတွေတော့လွတ်လွတ်လပ်လပ်ရှိပါစေကွယ်ဒါဟာဆရာကြီးရွှေဥတောင်းရဲ့လွတ်လပ်မှုအတွေ့နဲ့လွတ်လပ်မှုအလုတ်သဘောပဲ ဖြစ်ပါတယ်ဒီလိုအတွေ့ဒီလိုအလုတ်ဟာဘာအဓိပ္ပာယ်ဆောင်တယ်လဲလူဟာဘယ်နေရာဘယ်ဒေသရောက်ရောက်ဘယ်အခြေဘယ်အဆင့်ဆက်ဆိုက်ဖြစ်နိုင်တဲ့အတွက်ကိုတွေးဖြစ်နိုင်တဲ့အလုတ်ကိုလုံးဒါဟာဆရာကြီးရဲ့အယူအဆပဲ တန်တိုင်ပြင်ပခြေတော့ထုတ်တာဟာဆရာကြီးရဲ့အတွေးနဲ့ဆရာကြီးရဲ့အလုတ်တာတကားပါပဲဒီလိုအတွေးကျွန်တော်လဲတွေးမိတယ်ဒီလိုအလုတ်ကျွန်တော်လဲလုတ်ပါတယ်ဆရာကြီးကိုလေးစားကိုးကွယ်သူတယောက်အနေနဲ့ကိုထောင်ထဲရောက်လာတော့ပိုးပြီးဆရာကြီးလို့တွေးပိုးပြီးဆရာကြီးလို့လုတ်ပါတယ်ကျွန်တော်ကလက်နှစ်ဖက်လုံးကိုတန်တိုင်တွေကြားထုတ်ထားပါတယ်နေမသာအလင်းမရှိတဲ့အခါမျိုးမှာတောင်လက်နှစ်ဖက်ကိုတန်တိုင်ကြားကထုတ်ထားပါတယ်ဆရာကြီးဆွေဦးတောင်ခြေထောက်နှစ်ချောင်းတန်တိုင်ကြားကထုတ်ထားလို့ ြဿနာပေါ်မပေါ်ကျွန်တော်မသိနေရောညပါလက်နှချောင်းတန်တန်ကြားကားထုတ်ထားလို့ကျွန်တော်မှတော့ပြဿနာပေါ်တယ်ကျွန်တော် စစ်ခွေတိုက်မှာရောက်နေတယ်စစ်ခွေတိုက်ကမနဲ့တိုင်းအခန်းရှိဘက်နေရောင်လင်းလင်းနှွေးနှွေးဝင်နေဆရာကြီးဆွေဦးတောင်စိတ်ကူးမြို့နဲ့ကျွန်တော်လက်နှချောင်းကိုတန်တန်ကြားကားနဲ့အပြင်ထုတ်ထားလိုက်တာပေါ့ဆန်းဆန်းကြီးထုတ်ထားတာလက်တဆုံထုတ်ထားတာအင်ကြီးလက်မောင်ပခုံးလိုက်တင်ပြီးလက်လုံးတီးထုတ်ထားတာစစ်ခွေထောင်မှုခေါ်မလားထောင်မှုစစ်ခွေခေါ်မလားမသိထောင်အရာရှိတယောက်ရောက်လာတယ် ကျွန်တော်ကိုဟိန်လာဟောက်လာလုတ်တယ်ဗျာလက်ကြီးကဘာလို့ထုတ်ထားတာလဲဘာဆွဲမလို့လဲဘာနိုင်မလို့လဲကျွန်တော်ဒေါသတော်တော်ထွက်သွားတယ်ဒါသူ့အလုပ်တယ်လားလူတကောလုံးထောင်ချအခန်းချင်းချင်း24နိုင်တော့ခတ်ထားဒီလိုလုတ်ထားပြီးမှတော့တော်ရော့ပေါ့လက်ထုတ်ထားတာအပြစ်လားသူပြောစရာလားကျွန်တော်ဆက်ဆက်တုံသွားတယ်ဟဲ့ကောင်ငါဘာလုတ်ခြင်းလဲဆိုတာသိခြင်းလားမင်းဒီအနားလာခဲ့မင်းလက်ဘင်းကိုညှစ်မဟိတ်လိန်မဟိတ်ချိုးမဟိတ် မင်းကောင်းကိုဖြုတ်ပစ်မဟေ့လာရင်လာခဲ့ကွာလာခဲ့ကွာလာဆန်းကွာဟွဟွအာပြရှာပြနဲ့အာနာပြချင်တဲ့ငနေသားလဲတုတ်တုတ်ပါအောင် ပြေးရောကျွန်တော်လဲစိတ်ဆူဆိုးနဲ့သာအော်လိုက်ရတယ်နောက်မှတဖြည်းဖြည်းတွေးကြောက်မိတယ်တော်ကြာကျွန်တော်ကိုယူနေပါတယ်ဆိုပြီးတံတားလေးကယူထောင်ပိုးပြင်ခံရအောင်မတတ်တာမှမဟုတ်ဘူးနမေကလည်းပြက်အောင်မယ်ဆရာကြီးဆွေဥတောင်းတို့ကျွန်တော်တို့ကခြေစုံလက်အစုံကို နေပူစာလှုံယုံတန်နိုင်ကြကထုတ်ထားတာတော့လောက်ကြတာပါကျွန်တော်တို့တက်နိုင်တာဒီလောက်ပါပဲစွမ်းတဲ့လူတွေထောင်ဖောက်ထောင်ကျော်ထောင်ပြေးထောင်ဟီးရိုးတွေကတော့သူတို့တကူလုံးအတ္တဘောတစ်ခုလုံးကိုနေရောင်လာရောင်ထဲလောကရအမြင်ကျယ်ကြီးတစ်ခုလုံးထဲကိုထုတ်နိုင်ကြတယ်ထွက်နိုင်ကြတယ်အေးဗျာသူတို့ကိုသူတို့လွတ်နိုင်ကြတယ်လို့ပြောချင်ပြောပေါ်နာမည်ကျော်ထောင်ပေါက်ဟီးရိုးတယောက်ကမြင့်အောင်တဲ့ဟုတ်တယ်မြင့်အောင်တဲ့ကျွန်တော်အမှတ်မမှားဘူးဆိုရင်ပေါ့လေ မြင့်အောင်ကចောင်းသားလူငယ်အစုအဖွဲ့ဝင်နဲ့ငားညနဲ့ထောင်ထဲရောက်နေတဲ့သူတဲ့1989နောက်ပိုင်းကာလတည့်ရက်မှာမြင့်အောင်က ထောင်ကခက်တတီထွက်သွားတယ်။ဝန်တန်းတဦးရဲ့အကူအညီနဲ့ထောင်မှုကိုဖျက်ဆီးသွားတယ်။အင်းစိန်လမ်းပေါ်မှာရှိတဲ့တာရဲလိပ်ကိုဖျက်ဆီးတယ်။ထောက်လန်ရေးဟန်ပန်လေလံခိုက်ဆိုင်အပြည့်နဲ့ဟန်ကြပန်ကြဖျက်ဆီးတယ်။လွတ်ပြီးလွတ်ပြီးမြင့်အောင်လည်းကွာဟိမှတ်ထားမြင့်အောင်ကစစ်ထောက်လန်ရေးကိုနရက်တရေဆွတ်သွားတာမဟုတ်ဘူး။ နပန်ချင်းနရင်အုပ်သွားတာမှတ်ကြရောစစ်ထောက်လန်းရေးမျက်ခုံးပေါ်ဇင်းကြံလျှောက်ပြသွားတာမဟုတ်ဘူးခြေဖွားအောက်ကသဲတွေကဲတွေဖုံတွေဖုတ်တွေမျက်စိတဲပတ်ထည့်သွားတာမှတ်ကြရောအဲ့ဒီနေ့ကမနက်ဆယ်နာရီလောက်မြေအောင်တယောက်ရှိုးနဲ့မိုးနဲ့လေကရုံအင်ဂျင်နဲ့တိုက်ပုံနဲ့မန္တလေးဂရီဘာဖနက်နဲ့စမတ်ကြကြထွက်လာတယ်မြေအောင်ထောင်ဘူးဝစဖြတ်ပုံကဒီလိုအဲ့ဒီကာလာပိုင်းတွေကထောင်ဝန်တန်းတွေအလုတ်ဝင်ပြီးရှာထွက်နေတဲ့ချိန်နိုင်ငံရေးအကျဉ်းသားတွေကလည်းများပါပြီးချင်း ထောင်လန်းရေးစစ်ကြောသမားတွေကလည်းများပါပြီချင်းတနေ့လုံးဝင်လိုက်ထွက်လိုက်နဲ့ထောင်လန်းရေးကိုထောင်လန်းရေးမှန်မသိတခိုးကိုတမတ်ထင်နေမိတဲ့အချိန်အပြင်အစိုးရဌာနဆောင်ကအရာရှိတွေကလည်းဝင်ဟဲထွက်ဟဲဘာတွေလုပ်ကြမှန်းမသိအခုခေတ်လိုအမှတ်အသားကပ်ပြားတွေရင်မာဆွဲတဲ့အစီအမံကလည်းမရှိသေးအချင်းသားတွေယုံထုတ်ယုံပြန်အလုပ်ကလည်းဂျင်းဂျင်းလဲအောင် ရှုပ်နေမြင့်အောင်ကဝန်ထမ်းကောင်းတယောက်နဲ့ချိတ်မိတယ်ထောင်ဘက်ကကြည့်ရင်တော့ဝန်ထမ်းဆိုးပါလေအဲ့ဒီဝန်ထမ်းနာမည်ကျွန်တော်မမှတ်မိတော့ဘူး သူကကျွန်တော်ထောင်ထဲဝင်စားတုန်းကဘူးအချုပ်ကနေအချုပ်ယုံကိုလိုက်ပို့တဲ့ဝန်တန်းသူတယောက်တည်းလိုက်ပို့တာစကားကလည်းသွက်အပြောအဆိုကလည်းရဲတင်အကျိန်စဲကလည်းတန်းဟေလာဝါလာပါဇက်ပရုဒ္ဒဝါသာပါဇက်အဲ့ဒီနေ့ကကျွန်တော်ရှိမှတွင်မကြောင်းဝင်မနာတာတွေပြောချိန်နာဆဲတာတွေလှုပ်ဟေလာဝါလာတွေအော်နေခဲ့တာကျွန်တော်မမေ့ဘူးဒီစာစုတနေရာမှာအဲ့ဒီအကြောင်းရေးပြထားပါတယ်အဲ့ဒီဝန်တန်းကဖဲသမားအဲ့ဒီရက်မှာဖဲကျွေးတွေထူနေတဲ့ မြင့်အောင်ကကူဆက်ပေးမယ်ပြောထားတယ်ထင်ပါရဲ့သူကမြင့်အောင်ကိုစပြီးကူတယ်ဝန်ထမ်းကမြင့်အောင်ကိုပခုံးဖက်ပြီးထောင်ဘူးကခေါ်သွားတယ်ဟဲ့ဟဲ့မြင့်အောင်နဲ့သူ့ရောက်ဖားလို့မှတ်လိုက်စရင်မှတ်တဲ့ထောင်ဘူးကိုပြောတယ်ဝန်ထမ်းကနေထောင်ဘူးရာတူတိုးပေးနေတဲ့အချိန်ဆိုတော့သူနဲ့ထောင်ဘူးကဝန်ထမ်းအဆင့်တူလောက်ခဲ့သူတွေဖြစ်မယ်တောက်ပေါ်စားဖက်တွေဖြစ်မယ်ထောင်ဘူးကလည်းမြင့်အောင်ကိုထောင်လန်းရေးလို့ထင်သွားပုံရတယ်မြင့်အောင်ဝန်စားထားတာကလည်းဂိုက်နဲ့ဆိုင်နဲ့ကိုဒီလိုနဲ့ဝန်ထမ်းတွေထောင်လန်းရေးတွေကဥတဟုဝင်ထွက်နေကြတာ ဘူဝါရှိမှာလပိတ်ဆိုင်တွေတန်းစီနေတာထောက်လန်းရေးတွေဝန်ထမ်းတွေကလပိတ်ဆိုင်ကိုချောင်းပေါအောင်သွားနေကြတာတဟာဟာနဲ့ဖဲသမားဝန်ထမ်းကရည်တယ်တဟီဟီနဲ့မြင့်အောင်ကလည်းရည်တယ်ဟဲဟဲဟဲနဲ့ထောင်ဘူးကလည်းရည်တယ်ပြီးတော့မြင့်အောင်ထောင်ဘူးကမလွယ်ပေါက်ကထွက်သွားတယ်အပြင်ရောက်တော့ဂျီသရီးကန်အဆောက်တက်သားဘေးမှာရက်တယ်ဘေးဘီကိုလှဲ့ကြည့်တယ်အကဲခတ်တယ်လူတွေတဲတိုးဝင်ဖို့ခြေတုံချတုံဖြစ်နေတယ်လပိတ်ဆိုင်ထဲမှာကလူတွေလူတွေအများကြီး ငါ့ကိုတိတဲ့လူနဲ့များတိုးလေမလားဟဲဟဲမတတ်နိုင်ပါဘူးဒီအနာအကြာကြီးရက်နေလို့လည်းမဖြစ်အတိနဲ့တိုးကာမှတိုးရောသွားမှဒီအတွေးနဲ့မြင့်အောင်လက်ဖက်ဆိုင်တွေဘက်ရှောက်သွားတယ်အတော်ကြာမှအင်းစိန်လက်မကြီးဘက်ကတာရိတ်ဂိတ်ဆိုတဲ့ထောင်ဝင်းဂိတ်ကြီးရှိတဲ့နေရာကိုထွက်သွားလိုက်တယ်အဲ့ဒီမှာလဲထောင်လှမ်းရိတ်ခိုက်ဆိုင်ဟန်ပန်နဲ့ဂျိမ်းစ်ဘုန်းစတိုင်ထုတ်သေးတယ်ပြီးတော့မှအင်းစိန်လက်မကြီးပေါ်ဒိုးသွားတယ် မြင့်အောင်ဇလန်းထက်ပိုပြီးတဲထဲရင်ဖို့ဖြစ်စရာကောင်းတာကကျွဲကြီးနဲ့သူ့အဖော်ရဲ့စွန်စားခံ1995မိုးဖြန့်ဖြန့်ကြာနေတဲ့အချိန်မှာကျွဲကြီးတို့စစ်ခွေပြစ်ဒဏ်တိုက်ကိုရောက်နေကြတယ်သူတို့ကရိုးရိုးအကျဉ်းသားနှစ်ကြီးသမားတွေအဆောင်မှာပြစ်ဒဏ်လောက်ကြပြန်လို့စစ်ခွေတိုက်ကိုပို့ထားတာစစ်ခွေတိုက်မှာသူတို့အတော်နေကြသွားပြီဝန်ထမ်းတွေစစ်ခွေတွေနဲ့အတော်လုံးနေပြီးရေချိုးချအချိန်မှာသူတို့ကိုလမ်းလျှောက်ခွင့်ပေးထားတယ်ကျွဲကြီးတို့လှုပ်ရှားကြတာပေါ့စစ်ခွေတိုက်ဝင်းကိုသူတို့ပတ်ကြည့်တယ် ဝန်ထမ်းအိတ်ဆောင်ကစစ်ခွေးတိုက်နဲ့ခြေလှမ်း150-200လောက်ဝေးတယ်။လမ်းတစ်စစ်ချိုးတယ်စစ်ခွေးတိုက်ဘက်ကိုလှမ်းမမြင်ရဘူး။စစ်ခွေးတိုက်ရဲ့အနောက်ဘက်မှာဝက်ပုတ်ချံရှိတယ်။ဝက်ယုံတွေရှိတယ်။အုတ်တရိုင်းချထားတယ်။အုတ်တရိုင်းကရှစ်ပေလောက်ပဲမြင့်တယ်။ဝက်ချံဘက်ကအုတ်တရိုင်းဘေးမှာတစ်ခွေးသားချောင်းတွေစီပုံထားတယ်။ဝန်ထမ်းအိတ်ဆောင်နဲ့တဲ့တဲ့လောက်မှာစစ်ခွေးယုံရှိတယ်။စစ်ခွေးတွေကတစ်နေ့လုံးအိတ်တယ်။ညတိုင်းကျတော့စစ်ခွေးကင်းလှဲဂျူတီဝင်ရတယ်။ဝန်ထမ်းတွေလည်းပါတယ်ပေါ့။ စစ်ခွေတိုင်အရှိတ်ခြေလန်းအစိတ်လောက်กว่าမှာထောင်မာကြီးအုတ်တိုင်းရှိတယ်25ပြည့်မြင့်နေအုတ်တိုင်းပေါ်မှာအုတ်တွေအပေါက်ဖော်စီထတ်ထားတယ်စစ်ခွေတိုင်ရဲ့ဝဲဘက်ခြေလန်း90လောက်အုတ်တိုင်းကြီးပေါ်မှာဘူးတစ်ခုရှိတယ်တနက်ကင်ဝန်တန်းတွေ24နိုင်အချိန်ပြည့်စောင့်တယ်ဘူးအမှတ်၄လို့ကျွန်တော်မှတ်မိတယ်စစ်ခွေတိုင်ရဲ့ညာဘက်ခြေလန်း200လောက်အုတ်တိုင်းပေါ်မှာဘူးအမှတ်5ရှိတယ်အမှတ်၄လို့ပဲတနက်ကင်ဝန်တန်းတွေအချိန်ပြည့်ရှိတယ် ရေချိုးစင်းကိုချထားတဲ့စစ်ခွေတိုက်အရှိတ်ဘက်နေရာနဲ့အုတ်တရိုင်းကြီးကြားမှာတရက်ပင်တွေရှိတယ်။အုတ်တရိုင်းနဲ့ခြေလန်းဆယ်လန်းလောက်အကွာမှာစိုက်ထားတာတရက်ပင်တွေကပင်ပြိုတွေပင်လုံးသုံးထွားဆိုင်လေးထွားဆိုင်လောက်ရှိနေပြီ။အမြင့်ပင်20အစိတ်ရှိနေပြီ။စစ်ခွေတိုက်တဝင်းလုံးမှာတရက်ပင်တွေကိုင်းချင်းရှက်စိုက်ထားတယ်။အသီးတွေကလည်းပြုတ်သိမ့်နေအောင်တီးတာညုံကြုံညုံမှုထောင်ပိုင်းတွေစီချင်းကြီးချင်းငယ်နဲ့ပို့ရတယ်။ထောင်မှုနဲ့ဝန်ထမ်းတွေကပို့တာတာမန်အကျဉ်းသားတွေစီကိုလည်းချင်းကြီးချင်းငယ်နဲ့ပို့ရတယ်။ ထောင်မှုနဲ့ဝန်ထမ်းတွေကရောင်းတာဒီတော့တရက်ပင်တွေရှင်ပါစီတန်ပါစီပွင့်ပါစီတီးပါစီကျွဲကြီးတို့ကလည်းဒီအတိုင်းစုတောင်းကြတယ်စစ်ခွေပြည်တံတိုက်မှာအခန်း၁၀ခန်းရှိတယ်အခန်းတွေရှိမှာ၈ပေလောက်ကျဲတဲ့ဇင်းကြံရှိတယ်အခန်းရောဇင်းကြံရော၈ပေမြင့်ဥဒတိုင်းပတ်ကာထားတယ်နေကင်ဝန်ထမ်းကစစ်ခွေတိုက်မှာမနေဘူးဝန်ထမ်းအိတ်ဆောက်မှာပဲသွားအိတ်တယ်ညဝန်ထမ်းကတော့ဇင်းကြံမှာဂရင်ခင်းအိတ်တယ်အဲ့ရင်ကင်းဆောက်တယ်ပေါ့ မောင်မင်းကြီးသားဝန်ထမ်းစားဝင်ပါစေအိပ်ပျော်ပါစေကလသေးကလမောအိပ်ပျော်ပါစေလို့ကျွဲကြီးတို့ကဆုတောင်းကြတယ်ဆုတောင်းစရာတော့မလိုပါဘူးညဝန်ထမ်းတွေကပျော်ပျော်ကြီးအိပ်မြဲပါထောင်ဖောက်ပြေးမဲ့ညမှာမိုးတွေတဖြုံဖြုံရွာနေတယ်ဝန်ထမ်းကလည်းသိုးနေအောင်အိပ်တယ်ကျွဲကြီးတို့နှစ်ယောက်ကအောက်ခြေဆွေးနေတဲ့အကျဉ်ခန်းတန်တိုင်ကိုလုံကြီးပတ်တယ်ကျွဲကြီးတို့နှစ်ယောက်ကအောက်ခြေဆွေးနေတဲ့အကျဉ်ခန်းတန်တိုင်ကိုလုံကြီးပတ်တယ်တစ်သားချောင်းနဲ့ကလန့်နေလှဲ့တယ်ဆလေးငါးဘက်လောက်လှဲ့တော့တန်တိုင်အောက်ခြေပြတ်တယ် တန်တိုင်ပေါက်တွေကျဲသွားတယ်။လူဝင်ထွက်လို့ရသွားတယ်။နှစ်ယောက်သားအခန်းပြင်ရောက်လာတယ်။အိတ်နေတဲ့ဝန်ထမ်းဘေးကနေဖြတ်သွားတယ်။တပောက်တည်းရှိတဲ့ရှေ့အုပ်တိုင်အပေါက်ကထွက်တယ်။ဝက်ချံဘက်ကိုသွားတယ်။တစ်ခွဲသားပုံတွေကလေးနှစ်အရွယ်တစ်သားချောင်းနှစ်ချောင်းကိုဆွဲထုတ်လိုက်တယ်။တစ်သားချောင်းတွေကိုတည့်ရပင်ကွားနဲ့ထောင်းနှံရန်အုပ်တိုင်ကြီးထိတ်လှမ်းထောက်တယ်။တစ်သားပေါင်းကူတရာဖြစ်သွားတယ်။သူတို့မှာလုံကြီးတွေပါတယ်။စောင်ဖြတ်စကြိုးတွေပါတယ်။ပေါင်းကူတရာပေါ်သူတို့တွားတွားတက်ကြတယ်။ ညွတ်ပဲ့ညွတ်ပဲ့နဲ့တစ်သားချောင်းတွေလှုပ်နေတယ်။တတိနဲ့ဖြည်းဖြည်းချင်းတက်သွားတယ်။တတိုင်းထဲရောက်သွားတယ်။အဲ့ဒီမှာ စီထက်ထားတဲ့အုတ်ခဲတွေကိုလုံကြီးခွင်းနဲ့ထဲ့တယ်။ပေါင်ကူတစ်ချောင်းထိပ်မှာတွဲလွဲချိတ်ထားလိုက်တယ်။တတိုင်းကြီးထိပ်မှာခလုတ်လိုဆင်ထားတဲ့အုတ်တွေမရှိတော့ဘူး။လမ်းရှင်းပြီးအုတ်လုံကြီးခွင်းချိတ်ဆွဲထားလိုက်လို့ပေါင်ကူတရားလဲတောင့်တင်းတည်ငြိမ်သွားတယ်။စောင့်ကြိုးစားတွေကိုပေါင်ကူတစ်ချောင်းထိပ်မှာအခိုင်ချီလိုက်တယ်။တယောက်ပြီးတယောက်ကြိုးခုပြီးထောင်အပြင်ဘက်ကိုဆင်းသွားကြတယ်။သွားပြီဟေ့ လူငရဲထောင်ကြီးအင်းစိန်ထောင်ကြီးမြေခွေးတိုက်ကြီးဘယ်တော့မှပြန်မလာတော့ဘူးထောင်တိုင်းထိတ်မှာဆောက်ထားတဲ့ဘူးလေးကဝါဒါတွေကလည်းစစ်ခွေးတိုက်တဲ့ကဝါဒါတွေနဲ့အပြိုင်အိတ်လို့ပျော်စေဟောက်လို့ကောင်းစေစစ်ခွေးဆောင်တဲ့ကစစ်ခွေးတွေကလည်းမိုးအေးအေးနဲ့အိတ်လို့ကောင်းစေဟောက်လို့ကောင်းစေမြင့်အောင်တို့ကျွဲကြီးတို့လွတ်ပြီးကျွတ်ပြီးလွတ်ကျွတ်သူဂရိရောက်ပြီးကဘာကျော်အင်းစိန်ထောင်ကြီးပိုင်ရှင်စစ်အာဏာရှင်တွေစစ်ထောက်လှမ်းရေးတွေထောင်မှုထောင်ပိုင်တွေမျက်နှာပြက်ရပြီး တောက်ချက်ကွဲရပြီးကောင်းလေစွာကောင်းလေစွာထောင်ဖောက်မှုထောင်ကျော်မှုအသေးအဖွဲတွေအများကြီးရှိတယ်လူမသိသူမသိနဲ့ပြီးသွားတယ်နာမည်မကျော်လိုက်ဘူးတွဲဘက်ထောင်ဘက်မှာအကျဉ်းသားတယောက်အုတ်တိုင်းပေါ်တက်ပြီးခုံချပြေးသွားတယ်ခြေကျိုးနေလို့ဝေးဝေးမပြေးနိုင်ပြန်မိသွားတယ်မြင်းအောင်တို့ကျွဲကြီးတို့လိုအတင့်ရရဲ့တတိကဲဟီးရိုးပုံစံနဲ့ထောင်ကပြေးတာမျိုးတော့မဟုတ်ဘူးမြင်းအောင်ကိုပြန်မိတယ်လို့တော့သတင်းမကြားမိဘူးကျွဲကြီးတို့ကိုတော့၃လလအကြာ နံပါတ်၄ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေတုန်းပြန်ဖမ်းမိတယ်လို့ကြားတာပဲကျွဲကြီးနဲ့ကျွန်တော်ယူဝတီဆောင်မှာပြည်တံတိုက်မှာစုံကြသေးတယ်အခန်းနီးချင်းဖြစ်နေလို့အော်နှုတ်ဆက်ခဲ့တယ်သူကယုံထွက်ကျွန်တော်ကပြည်တံလွန်ငင်းခွင့်ရလို့လူချင်းပြန်မတွေ့တော့ဘူးဇလန်းအစုံမသိလိုက်ရဘူးပေါ့စောင့်ကြည့်ပါဒါတွေကတနေ့တော့ဘူးပေါ်တယ်လို့ပေါ်လာမှာပါလုံကြီးပလာထောင်ဝင်စားထောင်ထဲမှာနေရတာအချုပ်ချယ်တဲလေခံရတဲ့ကော လွတ်လွတ်လပ်လပ်ရဲ့လို့တကွက်ကလေးမှမရှိဟိုဟာမလောက်ရဒီဟာမလောက်ရစကားမပြောရတချင်းမဆိုရရှာတာဖွေးတာတလာစီကလည်းဒရဇက်ရှာခံရရှာပြီးဟဲ့ဆိုရင်မတတ်တာဘူးမှတ်ပြီးရောငပြောသီးတောင်ပြင့်ညက်ရှာဖွေးတာဟင်းခွက်မှောက်ကြည့်ခောက်ဆွဲကြောက်ထုတ်ဖြဲကြည့်စောင်းခါအိယာလှံတောက်ရီအိုးသွန်စမင်စရုပ်ဖြေဆိုသလိုပြီးစိတ်တိုက်ပိုက်စိတ်ဆွဲသလိုလှုပ်ကြတာအဲ့ဒီလိုလှုပ်တာတွေဟာတခါတလေတော့အရှာခံရသူတွေအဖို့ဒေါသဖြစ်စရာဖြစ်တာပေါ့ ထောင်ဝန်တန်းတွေလုပ်ပုံကအမြဲတမ်းလိုလိုလွန်လွန်းနေတော့ဒေါသမဖြစ်ပဲနေနိုင်စရာအကြောင်းမရှိဘူးပေါ့တပတ်တစ်ခါနှစ်ခါဆိုသလိုတလာစီပြီးသွားပြီဆိုရင်အကျဉ်းသားတွေနေရထိုင်ရအဲ့ရတဲ့ဆယ်ပေပက်လက်အခန်းတွေဟာပြောင်းဆန်သွားတော့တာပြောင်းတလင်းခါသွားတော့တာကြားဘူးကြမှာပေါ့ဆရာကြီးသခင်ကိုတော်မှိုင်းပြောလိပြောထားရှိတဲ့စကားဆရာကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း၄၅60ကာလတုန်းကပြည်တွင်းစစ်ကြောင့်တိုင်းပြည်တစ်ခုလုံးကတောင်းကနေပြက်ချင်းမလှပြက်နေရပုံကို သူ့လက်သုံးစကားတစ်ခုနဲ့နှိုင်းခိုင်းပြောလိရှိတယ်။ဆရာကြီးရဲ့စကားကဝေသာလီပြည်ဘလူးဝင်တယ်လို့ပါပဲကွာ။တို့ပြည်တရို့တော့ဇောက်တို့မိုးမြော်ဖြစ်ကုန်ပါပေါ့လားတဲ့။ဟုတ်ပါရဲ့။ကျွန်တော်တို့ရဲ့ထောင်တွင်းနေမှုထိုင်မှုကလေးတွေကလည်းကလာစီလာပြီးတိုင်းဘလူးဝင်တယ်လို့တစားစီတစားစီပြိုပြက်ကုန်ရတာပါပဲလေ။ကျွန်တော်တို့စိတ်ပြက်ပေမဲ့ဘဝပြက်မခံပါဘူး။ဘလူးဝင်တဲ့မျိုးပြက်ထဲမှာကျွန်တော်တို့အိမ်သစ်ပြန်ဆောက်ပါတယ်။လမ်းသစ်ပြန်ဖောက်ပါတယ်။ကျွန်တော်တို့ရဲ့နေမှုဘဝပုံစံလေးတွေကို ုံမှန်ပြန်ရောက်အောင် လုပ်ကြပါတယ်ကျွန်တော်တို့ရင်ထဲမှာမြေအုပ်များပြိုလျာကြောက်အုပ်များဖြင့်ပြန်လည်တည်ဆောက်မည်ဆိုတဲ့စိတ်ဓာတ်မျိုးတလူလူပြူထွက်ကောင်းထောင်လာမည်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြောက်အုပ်နီလန်းတွေထဲမှာအသိန်းခံပစ္စည်းမှန်သမျှပြန်ရောက်အောင်လုပ်တဲ့နည်းပါပါတယ်ရှားဖွေဝန်ထမ်းစီပါသွားတဲ့လက်သေးညက်ကိုကိုတိုက်ဝန်ထမ်းကဝန်ထမ်းချင်းချင်းဝန်ထမ်းစကားပြောပြီးပြန်တောင်းတာပါနောက်တနည်းကမရှိသေးတဲ့အသုံးဝင်ပစ္စည်းတွေကိုဖန်တီးသုံးဆွဲတာပါဥပမာဒီတစ်ခါတလာစီမှာလက်သေးညက်ပါသွားရင် လက်သေးညှက်အစားထိုးပြန်ရအောင်လုပ်ယုံမကလက်သေးညှက်ထက်ပိုအသုံးဝင်တဲ့ရင်ရွေးကြိုလျှက်စစ်ခောက်ရအောင်လုပ်တာမျိုးပေါ့တိုက်သုံးမာတို့ထောင်ဆေးယုံမာတို့ရန်ကုန်ဆေးယုံကြီးကဝတ်မာတို့ကျွန်တော်ရောက်လေရမှာရင်ရွေးအိုးကြိုလို့ရတယ်စတိစုံးကိုအပြားထုတယ်နှစ်ခုထက်တယ်အလဲမှာဝါပြားတစ်သားကြားခုတယ်ဝါယာကျိုးဆက်တယ်လျှက်စစ်မီနဲ့ချိတ်လိုက်ဟောရင်ရွေးကြိုလို့ရပြီဒီလိုနဲ့ဘိုးတော်ခင်ဝင်းကိုကျွန်တော်ရင်ရွေးကြိုပေးခဲ့တယ်ပြီးသူကကိုကျော်မင်းကိုရင်ရွေးကြိုပေးခဲ့တယ် လက်ဝဲကျော်ကိုတင်ထွန်းတို့ဦးအေးသာအောင်တို့ဦးထွေးမြင့်တို့ကိုရည်နှေးကြိုပေးခဲ့တယ်။ရှာဖွေရဲကဘောပင်မှင်ပိုက်ဖြတ်စလေးတို့ခဲတံခဲချောင်းတူတိလေးတို့ကိုတခုမကြံသိမ့်နဲ့သိမ့်ကွာသိမ့်သိမ့်အကုန်သိမ့်ငကန်းသိငဆွေပေါ်လိုက်မယ်။အုတ်ညီကဲစားတို့တောက်ရီအိုးဖုံးကဲစားတို့ကိုတနေကုန်တနေကန်းနေ့စဉ်ရက်ဆက်ကျွန်တော်သွေးတယ်။အင်္ဂရိကျမ်းပေါ်မှာသွေးတယ်။တနခါသွေးသလိုသွေးတာပါ။ဒီနေ့ကိုအချက်ပေါင်းထောင်တောင်းကြီးသွေးရတယ်။ရလာတဲ့မြေနှစ်ကိုရည်သေးဖြော် အနှစ်အကျန်းဖယ်အနှစ်အနုချပြီးတော့နေဘူးလန်းမြင်းကြီးချောင်းတွေရပြီနန်ရန်ဖြူဖြူပေါ်မှာရေးစံတလရေးမလားတနှစ်ရေးမလားကုံရင်ထက်သွေးမယ်အချက်တသိန်းသွေးတလတော့ရေးနိုင်မှာပေါ့နောက်တနည်းကတော့တလစီယာမှာတမင်မွေးရင်ကြားစားရင်ဖြစ်သွားရတဲ့ပစ္စည်းလေးတွေကိုအပြင်ကနေဖြစ်တဲ့နည်းနဲ့အစားထိုးမှောင်ခိုသွင်းယူတာပဲ ဖြစ်ပါတယ်တခါတလေတော့လဲအစားထိုးပစ္စည်းသာမကပဲငကိုကမရှိတဲ့ပစ္စည်းအစ်တွေပါသွင်းယူတာဖြစ်ပါတယ် ဒီလိုနဲ့ကျွန်တော်တို့ရေဒီယိုလိုပစ္စည်းတွေပိုင်ဆိုင်လာတယ်ဒီလိုနည်းနဲ့ရှာဖွေရေးတွေတလားစီတွေကိုကျွန်တော်တို့ကြော်လွှားခဲ့ပါတယ်အနိုင်ယူခဲ့ပါတယ်ထော်လော်ကလန်နီအရွဲတိုက်နီကလန်ကဆန်နီတွေနဲ့ရှာဖွေရေးတွေတလားစီတွေကိုအာခံအန်တုနိုင်ခဲ့တဲ့ဖြစ်ရက်တွေလည်းရှိခဲ့ပါတယ်အိမ်မဲမြို့နယ်ပြည်သူ့ကိုယ်စားလှယ်ဒီချုပ်ဘိုးကော်မတီဝင်ဥတင်ထုတ်ရဲ့ရှာဖွေရေးအပေါ်အောင်ပွဲခံခဲ့ပုံလေးကိုနမူနာထုတ်ပြချင်ပါတယ်ကျွန်တော်တို့တွေနှစ်ပတ်တခါထောင်ဝင်စာထွက်တိုင်း ရှာဖွေရေးလုပ်ခံရပါတယ်။ body set လို့လည်းခေါ်ပါတယ်။ဟိုဆန်းဒီဇိုင်းပေါ့ဗျာ။ body set ကတစ်ခါတလေတနေရာတည်းနဲ့ပြီးတာမဟုတ်ဘူး။နှစ်နေရာ သုံးနေရာရှာလာဖွေလာလုပ်တတ်တယ်။ကိုယ်အခန်းရှိမှတစ်ခါလုပ်လိုက်။တိုင်ယုံရှိမှတစ်ခါလုပ်လိုက်။ထောင်ဘိုဟိုမှတစ်ခါလုပ်လိုက်ဆိုတာမျိုးပါ။အစင်စင်ရှာတာဖွေတာတွေလုပ်တာပေါ့။ဒီနေ့မှဥတင်ထောထောင်ဝင်စာလာထွက်တယ်။တိုင်ဝင်းထဲမှာသူ့ကို body set နှစ်ခါလုပ်ပြီးပြီ။တိုင်ဝင်းကထွက်ပြီးထောင်ဝင်စာခန်းဘက်သွားမယ်လေလို့ရောသူ့ကိုရှာပြန်ရော။ ထောင်မဟုဝန်ထမ်းတွေကလှုပ်တာဥတင်ထုတ်ကပြပြလေလေပြောပါတယ်သူတို့နှစ်ခါရှာပြီးတဲ့အကြောင်းပြောပြတယ်မရဘူးရှာမှာပဲရှာမှာပဲဝန်ထမ်းတွေကအတင်းရှာမယ်လှုပ်တယ်ဘော်ဒီဆက်လှုပ်တယ်ဟိုဆန်းဒီဆန်းပေါ့ဥတင်ထုတ်စိတ်တူလာတယ်ထောင်ဝင်စာတွေ့ကျင်ဇောကလည်းပြင်းနေတော့သူ့ပေါက်ကွဲပါလေရောကိုင်းရှာကွာရှာကွာကိုင်းကွာဆန်းကွာဖြစ်ကွာညစ်ကွာအော်တယ်ဟစ်တယ်လုံကြီးချွတ်ချလိုက်တယ်ကိုလုံးဒီနဲ့ထောင်မဟုလမ်းမကြီးအတိုင်းတုတ်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 ရှောက်သွားတယ် ချောင်ကြီးအောင်ကြီးနဲ့ရှောက်သွားတယ်။ပါဇက်ကလည်းဝူးဝူးဝါးဝါးတွေအတန်ကုန်អော်သွားတယ်။ဒီတော့မှဝန်ထမ်းတွေမျက်လုံးပြူးသွားတယ်။ဥတင်ထိုးရဲ့နှလုံးပြူးနဲ့ဝန်ထမ်းတွေရဲ့မျက်လုံးပြူးဘယ်ဟာဘယ်သင်းကပိုပြူးသလဲ။ဘယ်ဟာကပိုပြူးမှန်းအဲ့ဒီချိန်ကထောင်ဝင်စာထွက်သူမျက်မြင်သက်သူတွေပဲသိကြပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားအတိုင်းဝိုင်းကြားမှာနောက်ထီနောက်တော့ပြောတဲ့သူတွေကရှိတယ်။သူတို့ကတော့ဟေ့ဘာလဲဟဲ့တလားစီလာရဲလာစမ်းနှလုံးပြူးနဲ့ကိုပြစ်မယ်ကွာလို့အပြောင်ပြက်ပြောကြတော့တယ်။ အသေးမစိတ်စေနဲ့ထောင်ထဲကကြားခဲ့ရတဲ့စကားတခွန်းကိုဒီနေ့ဒီရက်အထိကျွန်တော်မမေ့နိုင်ဘူးဘဲတော့မှလည်းမေ့မှာမဟုတ်ဘူးလူတွေဟာအဟိတ်တရိစ္ဆာန်မဟုတ်ဘူးတောရိုင်းတရဝါမဟုတ်ဘူးအသိဉာဏ်ရှိတဲ့တရဝါတွေနှလုံးသားရှိတဲ့တရဝါတွေအုံနှောက်ရှိတဲ့တရဝါတွေနှိုင်းချိန်ဆင်ကျင်တတ်တဲ့တရဝါတွေစာနာထောက်ထားတတ်တဲ့တရဝါတွေအဲ့ဒီလိုတရဝါမျိုးဟာတော်ယုံတန်ယုံဆက်ဆုပ်မုံဒီယုံနဲ့သေပါစေလို့မကြိမ်စဲဘူး ်ကျိန်ဆဲကျင်လောက်အောင်မုံဒီအောင်တော့လဲအသေးမသက်ဘူးတူးကတူးကိုအသေးသက်တယ်ဆိုတာကလည်းတူးချင်းတယောက်ချင်းကိစ္စမို့တူးကတယောက်ကိုတယောက်ကတူးကိုတက်ယုံလောက်ပဲကိစ္စပြီးရောတစက်သိန်းရောတစခန်းရက်ရောဒါပဲလူတယောက်ကလူ၁၀ယောက်ကိုတက်တာမျိုးလူ၁၀ယောက်ကလူတရာကိုတက်တာမျိုးဆိုတာရှားသားကလားဘယ်လူသားမှအဲ့ကလောက်မရင်ဆိုင်ပါဘူးမရက်ဆက်ပါဘူးအညိုးအာဃာတမကြီးပါဘူးနာဇီဟစ်တလာလိုလူ မာနီပူပေါ့လို့လူတွေရှိခဲ့ဘူးလေလူသားရဲ့သီးခံတဲ့စိတ်စာနာတဲ့စိတ်ရိုင်းပင်းတဲ့စိတ်ညာတာတဲ့စိတ်ထောက်ထားတဲ့စိတ်တွေပဲထားပါတယ်အဲ့ဒီလိုမျိုးကျွန်တော်ယုံကြည်ပါတယ်ဆိုပေမဲ့ကျွန်တော်ထိတ်လန့်တကြားလက်ပြလွင့်စင်မတက်ဖြစ်ခဲ့ရတဲ့ကိစ္စမျိုးထောင်ထဲမှာကြုံခဲ့ဘူးပါတယ်1989မှာကျွန်တော်အင်းစိန်ထောင်ရဲ့ကျိုးတိုက်ထဲကိုရောက်သွားတယ်။တိုက်နှစ်လို့လည်းအမှတ်သားရှိပါတယ်။တေတံတိုက်လို့လည်းပြောစမှတ်ပြုပါတယ်။တိုက်နှစ်ရဲ့အကျဉ်းသားအများစုက တေတံကျိုးတံကြားခံထားရတဲ့သူတွေဖြစ်ပါတယ်။တိုက်နှစ်ကိုယင်ခွဲတိုက်လို့ခေါ်တယ်။အချင်းကြအခန်းချင်းမျက်နှချင်းဆိုင်ထားတယ်။အလဲမှာဝန်တန်းလျှောက်လန်းဆဲပြီးအကျော်လောက်ထားတယ်။အချင်းသားတွေတူးလှုပ်ရှားမှုတူးမြင်နေရအောင်စီမံထားတယ်။တက်သေးတဲ့ကိစ္စမျိုးလို့မတော်တရော်တွေမဖြစ်အောင်စီမံထားတဲ့တိုက်ပါ။မကြာခဏလူကြီးတွေတာဝန်ခံအရာရှိတွေလာကြည့်တက်တယ်။လူကြီးတွေလာတိုင်းကျွန်တော်တို့တကားဝမှာထိုင်ကြရပါတယ်။အရာရှိတွေကလည်းအမြဲလိုလိုအမိတ်တွေပေးကြအာဏာတွေပြကြ စကားမမာတွေပြောကြနဲ့နှီးမျိုးစုံအာနာပါဝါပြကြပါတယ်အားလုံးကိုမင်းနဲ့ငါနဲ့ပြောပါတယ်ဘာလုပ်ရမလဲညာလုပ်ရမလဲအမိတ်ချတယ်မင်းတို့ဘာမလုပ်ရင်ငါတို့ဘာလုပ်မယ်ဆိုတာမျိုးအကျဉ်းအမောင်းတဟောက်တဟဲတွေလုပ်တယ်အရေးမကြီးပါဘူးတောရောက်မှတော့တောစကားကြားရမှာပေါ့ကျွန်တော်တို့ကငုံခံနေလိုက်ကြတာပါပဲမခံလို့လည်းဖြစ်မှမဖြစ်တော့တာကိုခံနေလိုက်အောင်ပေါ့လို့ဖြေတဲ့စိတ်ဖြောတဲ့စိတ်ပြေတဲ့စိတ်ပြော့တဲ့စိတ်နဲ့ပဲအဲ့ဒီလိုပဲမသိလိုက်မသိပါတာနေလိုက်ကြတာပါပဲ။ တကယ်တော့လဲတောစကားတောပြောက်ဆိုသလိုထောင်စကားကလည်းထောင်ပြောက်ပါပဲထောင်စကားကိုအပြင်သေးလာလို့ဘာဖြစ်တော့မှလဲဘာလုပ်လို့ရတော့မှလဲမိမိပြက်ပြောက်ပေါ့လေဟုတ်ပေတပြိုထောင်စကားဆိုတာကလည်းအောင်ကျူကျူတွေပြဒီလိုဥကြကြောင်စကားတွေကို အတီယူလို့အမှန်ယူလို့ဘယ်ဖြစ်နိုင်ပါမလဲတတိမှာကျွန်တော်စကားတခွန်းကြားရတယ်ဥဆန်ထွန်းဆိုတဲ့နှစ်ရက်တက်ကြကြီးရဲ့စကားသူကအသက်ကြီးလာပါပြီအငိမ့်စားယူကန်နီးနေပြီတဲ့တာဝန်ကြားချိန်ဆိုလဲ ဘာမှဟုတ်ဒီပတ်ဒီလုံနိုင်တော့တာမဟုတ်ပါဘူးသူနဲ့ဝန်ထမ်း၃ယောက်ညတာဝန်ကြနေတယ်ညတာဝန်ကြတွေကအလဲစင်းညံပေါ်မှာအိတ်ရလိတ်ခင်းပြီးအိတ်ကြတယ်မအိတ်ခင်အပြောင်အပြက်စကားတွေပြောကြတယ်တယောက်ယောက်ကဘာပြောလိုက်တယ်မသိဥဇံထွန်းပြန်ပြောလိုက်ပုံကဟဲ့ကောင်မင်းအဲ့လိုမပြောနဲ့ထောင်သားတွေရှိမှမင်းဒီလိုပြောတော့ငါရာဇအင်ဒရီပဲ့တယ်ကွာတဲ့ဟုတ်ပြီကွာလို့သာအော်လိုက်ချင်တယ်နှစ်ရက်အကျက်ကရာဇအင်ဒရီပဲ့တယ်ကောင်းရောဒီလိုစကားတွေကရည်စရာတက်တက်ပါပဲ။ အတိတ်အမှတ်ထားနေစရာလည်းမလိုပါဘူးမိမိပြက်ပြောက်ပေါ့မမေ့နိုင်စရာစကားမျိုးလည်းတကယ်ကိုရှိပေသေးသည်ဗျာမမေ့လည်းမမေ့ဘူးမဖြောက်လည်းမဖြောက်ဘူးနားလည်းမခံတာဘူးစိတ်လည်းမခံတာဘူးနားထဲဆောင်တိုးသလိုကြားရချက်မတတ်တာမဟုတ်ဘူးအသက်နှလုံးထဲမှာဓာတ်နဲ့မှွေသလိုရင်နာစရာကောင်းလိုက်တဲ့ဖြစ်ချင်းယုံနိုင်စရာတောင်မရှိဘူးပြောတဲ့စကားကဒီလိုပါခမနားနဲ့မနာဖွားနဲ့နာပါဘီလို့ရင်နာနာနဲ့ပြောယူရမယ့်စကားမျိုးဗျာ ဟေးမင်းတို့ကောင်တွေတေးချင်တဲ့လောက်တေးကြစမ်းမင်းတို့တေးရင်ငါတို့အေးတာပဲငါဆရာကပြောထားတယ်အသေးသာမစိတ်စင်နဲ့တဲ့အသေးမစိတ်စင်နဲ့ဆိုတဲ့စကားကဆန်းတယ်အချင်းသားတွေတေးတာအေးမကြည့်ဘူးတစ်နှစ်တစ်လောင်းနှစ်လောင်းဆိုသလိုနေ့စဉ်ရက်ဆက်တေးနေကြရင်သာအထက်ကမေးလာမှစိုးရတာဒါမျိုးကိုအသေးစိတ်တယ်ခေါ်တာပေါ့ရက်ဆက်တေးရင်အထက်က မေးစရာဖြစ်လာပြီဒါပဲရက်ချာလာချာတေးလို့ကတော့အေးမကြည့်ဘူးအေးစိုက်စရာလည်းမလိုဘူး ေစမ်းလဲကွာတေကြစမ်းအသေးမစိတ်နဲ့ဆိုတာဒီသဘောကိုပြောတာကျွန်တော်နှထင်နှင်းပူထူသွားတယ်ဘယ်လိုပြန်ပြောရမှမသိဘူးပြောသူကိုရန်ထောင်ရမလားပြောသူစီကဖြေရှင်းချက်တောင်းရမလားဘာလို့ရမှန်းကိုမသိအောင်ဖြစ်သွားတယ်ကျွန်တော်ကြောင်နေတော့တပွင့်ဆရာကိုတော်ချောကထွက်သွားပြီပြောတဲ့ငနေသားကတပွင့်ထောင်မှုမိုးဟိန်နဲ့သူ့ဆရာဆိုသူကအချင်းဦးစီးဌာနဒုတိယညွန်ကြားရေးမှူးချုပ်ဘုံမှုကြီးအုတ်ဟန်နဲ့ အရင်ကသူ့ဆရာကားကို မိုးဟိန်မောင်းခဲ့တဲ့ငွေလန်းခင်းပြီးရွှေကားမောင်းစိန်ရာထူးရခဲ့တာတဲ့အချင်းသားတိုင်းဒီစကားကြားတယ်ဒီစကားပြောတယ်ဒီစကားသက်သေထူတယ်ဟစ်တလာဒီစကားမျိုးပြောခဲ့တယ်ဆိုရင်ကျွန်တော်မအံ့ဩဘူးပိုပေါ့ဒီလိုစကားမျိုးပြောတယ်ဆိုရင်လည်းကျွန်တော်မအံ့ဩဘူးဒါပေမဲ့ဒီစကားကိုအင်းစိန်ထောင်းလို့နေရာမျိုးမှာကြားရတယ်ဆိုတာကတော့ကိုနားကိုမယုံနိုင်အောင်ဖြစ်ရတယ်ကြမ်းလွန်းလို့ရမ်းလွန်းလို့မယုံရဲမယုံဝင့်အောင်ဖြစ်ရတာပါ ။တကယ်တော့အချင်းသားတွေမြ мян သာတေကြပြီတော့ပေါ့။မင်းတို့တေရွာသွားတာကငါတို့အတွက်ဘာမှမထားဘူးဟေးလို့ပြောလိုက်တာပဲ။ဒီစကလုံးတွေကဒီကနေ့အထိကျွန်တော်နားမှာပဲ့တင်ထက်နေတုံရှိပါသေးတယ်။ဒီစကလုံးတွေဟာမမိုက်ကကန်ဝန်ထမ်းတို့ရဲ့ကန်ကန်မမိုက်ပြောဆိုဟိဟောက်တန်တွေလို့သတ်မှတ်ရင်တော့ကိစ္စမရှိတော့ပါဘူး။ဒါပေမဲ့အာနာရှင်အစိုးရရဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်တာမန်အကျဉ်းသားတွေပေါ်ထားရှိတဲ့ရိုင်းစိုင်းကြမ်းကြုတ်တဲ့သဘောထားတွေကို ထင်ဟပ်ပွင့်အံ့လာတဲ့စကလုံးတွေရဲ့လို့တတ်မှတ်လို့ရတယ်ဆိုရင်တော့အတော်လေးရင်လေးစရာကောင်းပါတယ်အတော်စိတ်မအေးစရာဖြစ်ပါတယ်ဟုတ်တယ်လေဒီကနေ့အထိစစ်အာဏာရှင်တွေကလည်းတတ်ဆိုးရှင်နေတော့နောက်ထပ်တတ်ဆိုးဆင်းဖို့အကြံပတ်ဆက်ညံညံနဲ့တွေကလည်းတပွားပွားပေါ်လာတော့ထောင်ထဲမှာကလည်းနိုင်ငံရေးအကျဉ်းသား2000ကြီးများတောင်လူငယ်ရဲ့ကြက်ဝဲမှာ လူလာစုံစံကူးခတ်နေရတော့ ဒီလိုအချိန်တွေမှာဒီလိုစိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်စိတ်ညစ်တွေရှိနေတာမဆမ်းမိမဲ့အနာဂတ်အတွက်ရင်လေးစရာပဲဆိုတဲ့အတွေးကကျွန်တော်ကိုအသေးတုံဥတုံဖြစ်နေစေတယ်ဗျာဟုတ်ကဲ့ပါသတင်းစာဆရာကြီးဟန်တာဘရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငယ်ရဲ့စာအုပ်ရဲ့အပိုင်းကိုဖတ်ရှုတင်ဆက်ခဲ့တာဖြစ်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြသူအယောက်စီတိုင်းနဲ့တိုင်းပြည်နဲ့လူမျိုးကိုအစိမ့်မခတ်တတ်သောသူများအလုံးကျမ်းမာပြီးကင်းကြပါစေခင်ဗျာ